မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်သတင်းများကိုတင်ဆက်ပေးပါမယ်စစ်အာဏာရှင်စန့်ကျင်မြန်မာ့ຫນွေဦးတော်လန်ရင်ကိုထောက်ခံအားပေးပြီး NUG ဝင်ကြီးများကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့သူဤကျင်းမြောင်းတောင်ကိုရီးယားသမ္မတဖြစ်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်အာဏာရှင်စန့်ကျင်မြန်မာ့ຫນွေဦးတော်လန်ရင်ကိုထောက်ခံအားပေးပြီး NUG ဝင်ကြီးများကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့သူဤကျင်းမြောင်းကတောင်ကိုရီးယားသမ္မတဖြစ်ရွေးကောက်ခံရကြောင်းတောင်ကိုရီးယားမှနားတဲ့သတင်းနေရသိရပါတယ်ဇွန်လ3ရက်နေ့တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာအတိုက်ခံဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဤကျင်းမြောင်းက အနိုင်ရရှိသွားပြီးသမရဖြင့်ရွေးကောက်ခံခဲ့ရတာဖြစ်ပါတယ်။တောင်ကိုရီးယားသမရဖြစ်လာသူအီဂျေမြန်ကမြမနွေဦးတော်လိုင်းကြီးကြီးစတင်ခြင်းကလေးကဒီကနေ့အချိန်ထိမြမဒီမိုကရေစီရေးကိုအားပေးထောက်ခံသူကိုရီးယားနိုင်ငံ၏အတိုင်ဝန်ကြားမှလက်သုံးချောင်းထောင်ပြီးမြမအကြံဖက်ဆဲအုပ်စုကိုပြင်းထန်စွာကန့်ကွက်ရှုံချခဲ့သူကိုရီးယားနိုင်ငံအတွင်းမြမနိုင်ငံ၏လှုပ်ရှားမှုနဲ့ထောက်ပံ့မှုကိုကောင်းတဲ့ဖွဲ့စည်းတစ်ခုဖြစ်တဲ့စစ်အာဏာသိမ်းမှုစန့်ကျင်ကော်မတီကိုရီးယား၏မြမနက်ဝက်ဖွဲ့စည်းအတွက်အထူးကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်း NGO တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။ 2021ခုနှစ်မလနေ့ရက်နေ့မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးတလအကြာအတိုက်ခံခေါင်းဆောင်အီဂျင်မြောင်ကကိုရီးယားနိုင်ငံကယောင်တီကိုပြည်နယ်ရင် အုတ်ချုပ်အီမူပြေတာဝန်ထမ်းဆောင်နေစဉ်မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုစန့်ကျင်ကော်မတီကိုရီးယားမှအဖွဲ့ဝင်များဖြစ်တဲ့ဥယျာဉ်နိုင်ထွန်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စည်းရုံးရေးကော်မတီနိုင်ငံတကာကိုရီးယားဌာနကုဆုံးမှုသူမြန်မာအလို့သမားလူမှုဖွံ့ဖြိုးရေးစင်တာနဲ့မန်နင်းဝန်ကြီးစောင်းကုံဝဲတက္ကသိုလ်ကျောင်းသူတို့ကိုဖိတ်ကြားတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီအချိန်ကအုတ်ချုပ်အီမူအီဂျေမြောင်ကလက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြေအနေအရရက်ကိုသိရှိပါကြောင်းစစ်အာဏာသိမ်းမှုကိုလည်းကန့်ကွက်ရှုတ်ချပါကြောင်းမိမိတို့ကြောင်တီကိုပြည်내အနေနဲ့တာမကောင်ကိုရီးယားအစိုးရအနေနဲ့လည်းမြန်မာနိုင်ငံတွင်စ ဆင်အာနာရှင်စနစ်အမြန်ဆုံးပြုတ်ကျစေဖို့နဲ့ဒီမိုကရေစီစနစ်ပြန်လည်ရှင်သန်နိုင်စေဖို့အတွက်အဖက်ဖက်မှအစွမ်းကုန်ကူညီဆောင်ရွက်ပြီးမှဖြစ်ကြောင်းဖန်စီထိန်းသိမ်းခံထားတဲ့နိုင်ငံကောင်ဆောင်များအတွက်လည်းအလွန်ဆိုးရင်ဖူပန်မိပါကြောင်းအမြန်ဆုံးပြန်လည်လွမြောက်လာစေဖို့အတွက် PRP တောင်းဆိုသွားမှဖြစ်ကြောင်းကိုတက်ကြွစွာထုတ်ပေါ်ပြောဆိုခဲ့ကြောင်းသိရပါသည်။ ကယောင်ဂီတိုပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ရှိနေစဉ်အီဂျေမြောင်က၎င်းအုပ်ချုပ်နေတဲ့ကယောင်ဂီတိုပြည်နယ်ရဲ့ဥပဒေသတ်မှတ်ချက်တွေနဲ့အညီမြန်မာနက်ဝက်အဖွဲ့စီကိုတီထောင်ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။ဒါ့အပြင်2024ခုနှစ်မေလ18ရက်နေ့မှာကွမ်ကျူးမြို့ငါတသမတရှင်နှစ်ပတ်လည်ခမ်းနားမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်စီမံကိန်းဗန္နာကြီးနဲ့ရှင်နီမြို့နယ်မှဝန်ကြီးဦးတင်ထွန်းနိုင်တို့နဲ့တွေ့ဆုံနှုတ်ဆက်စဉ်ကလည်းမြန်မာဒီမိုကရေစီရေးကိုဆက်လက်အားပေးထောက်ခံနေမှာဖြစ်ကြောင်းအဲ့ဒီတုန်းကအီဂျေမြောင်ကလွတ်တော်မှတ်တမ်းဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌလည်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးဂျိုးပင်ကောင်မှစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးသွားပြီးပြန်လည်းထိုးစစ်ဆင်ဖို့ပြင်ဆင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတာယာဝတီခရိုင်ဂျိုးပင်ကောင်မျိုးနဲ့ပရောင်မြန်ရွာနီမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပြီးခဲ့တဲ့ဇွန်လတရနေ့နဲ့နေ့ရက်နေ့အတွင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခံရတပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။စီကုံမျိုးနယ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ဗော်ပင်ရွာရှိပြူစောတိဖွဲ့ဝင်များပါဝင်နေအင်အား80ပါစစ်ကြောင်းကပရောင်မြန်ရွာနီကို စစ်မှုတန်တပ်သားတဲ့အတင်းအဓမ္မစုဆောင်ဖို့ချစ်ကြောင်းထိုးလာစဉ်တော်လိုင်းတပ်ဖွဲ့တွေကနှင်းရဲစတိုက်ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီဘက်မှ၆ဦးတည်ဆုံခဲ့ပြီးတအုပ်အပြင်းထန်ဒဏ်ရာရရှိပြီးတည်ဆုံလောင်းများကိုတည်ဆောင်ပြီး၎င်းတို့စခန်းချရာဇီးကုန်းမြို့နယ်ပေါ်ပင်ရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။ ဒီစစ်ကြောင်းကဇီကုံမြို့နယ်ဘောပင်ရွာမှာအထိုင်ချတက်ဆွေးနေတဲ့စစ်ကြောင်းမှာဂျိုးပင်ကောင်မြို့နယ်အရှိဗရောင်းမြန်ရွာကိုဝင်ပြီးပေါ်တာဆွဲတဲ့ဘောပင်ရွာကပြူတွေအများဆုံးရွာအဲ့ဒီမှာတက်ဆွဲပြီးအနီးဝင်းကျင်ကိုပေါ်တာဆွဲငွေညစ်နေတာလို့ဂျိုးပင်ကောင်တော်လိုင်းတပ်ဖွဲ့ဝင်တောင်ကပြောပါရယ်လက်ရှိမှာအဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ၎င်းတို့တပ်ဖွဲ့များတီဆုံကဆက်ခွာခဲ့ရတဲ့အတွက်ဂျိုးပင်ကောင်မြို့နယ်အတွင်းစစ်ကြောင်းထုတ်ရင်ပြင်ဆင်မှုတွေပြုလုပ်နေပြီးတော်လိုင်းတပ်ဖွဲ့တွေကလည်း၎င်းတို့ရဲ့လှုပ်ရှားမှုတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေကြောင်းသိရပါရယ်အဆိုပါတိုက်ခိုက်မှုတွေကိုတရင်3900တက် ၁တပ်ခွဲ၂ပဲခူးယိုမအခြေပြုတပ်ရင်းတပ်ဖွဲ့၃၈၀၁တပ်ခွဲ၁တပ်ဖွဲ့ပီတပ်ရင်း၃၈၀၀နဲ့တပ်ခွဲ၁ Dragon Brother တပ်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနည်းကမ်ဘောဒီးယားကတိုက်ခိုက်လာပါကအသိရှိတော်လဲငိမ့်ချင်းကိုဦးစားပေးလို့ကြောင်းထိုင်းဝန်ကြီးချုပ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံအနည်းနေဆက်မှာကမ်ဘောဒီးယားတပ်များနဲ့ထိတ်တိုက်တွေးဆမှုတွေရှိလာပါကအသိရှိနေတော်လဲနှစ်နိုင်ငံကြားနေမြင့်အငင်းပွားမှုကိုငိမ့်ချန်းစွာဖြေရှင်းလို့ကြောင်းဝန်ကြီးချုပ်ပီတောင်တန်ရှင်နာဝက်ကဗုဒ္ဓုံဒီမှာပြောကြားလိုက်ပါတယ်။ထိုင်းနိုင်ငံကငိမ့်ချန်းကိုတန်ဖိုးထားပြီးမြဲတိုက်ခိုက်ဖို့နဲ့ပတ်သက်ရင်ဘယ်တော့မှကြောက်တတ်သူမဟုတ်ဘူးလို့ဝန်ကြီးချုပ်ကအဆို ရိယအိမ်တော်မှာပြုလုပ်တဲ့အစည်းအဝေးအပြီးမှာထိုင်းနိုင်ငံတော်တချင်းမှာစာသားကိုကိုးကားပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံသားအားလုံးရဲ့လုံခြုံရေးကိုတည်ကြအောင်ကျမတို့ပြင်ဆင်ထားပါတယ်ထိတ်တိုက်တွေးဆမှုရှိလာရင်ကျမတို့ရင်ဆိုင်ဖို့အသင့်ရှိပါတယ်ကျမတို့ဘက်ကအပြည့်အဝပြင်ဆင်ထားပြီးမယ်ငင်းချက်တဲ့နီလန်းကိုရွေးချယ်ပါတယ်ဘယ်နိုင်ငံကပြည်သူတွေကြားမှာမှထိတ်တိုက်တွေးဆမှုဒါမှမဟုတ်ထိခိုက်မှုတွေမလိုချင်လို့ဒီနီလန်းကိုရွေးချယ်တာပါရွေးချယ်စရာတွေရှိရင်ငင်းချက်တဲ့နီလန်းတွေကိုရွေးချယ်ရပါမယ်ဒီကနေ့ဒီကျမတို့မှာရွေးချယ်စရာရှိနေပါသေးတယ်လို့ထိုင်းဝန်ကြီးချုပ်ကအစိုးရရဲ့ထုတ်ပြန်ကြေညာချက်ကိုကိုးကားပြောကြားခဲ့ပါတယ်ဒါအပြင်သူမအနေနဲ့ကမ်ဘောဒီးယားဝန်ကြီးချုပ်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိကြဝန်ခံခဲ့တယ်လို့တငယ် င်ချင်းများအချင်းချင်းပဋိပက္ခဖြစ်တဲ့အခါပြန်လဲတင့်မြတ်တင်ကြောင်းလဲ၎င်းကပြောကြားခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲမှာတငယ်ချင်းတယောက်ကကိုကိုကိုအင်ကိုတောင်းရင်ဘသူမှပြီးဖို့သဘောတူမှာမဟုတ်ဘူးလို့လဲသူမကဆိုပါတယ်။ကမ်မောရီးယားနဲ့နေဆက် ဥပုံရာဇဌာနီပြည်နယ်ရှိချောင်းပေါက်ဒေသမှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခနဲ့ဆက်လင်းတဲ့အခြေအနေကိုဝင်ကြီးအဖွဲ့အစည်းအဝေးမှာအလေးနက်ဆွေးနွေးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာထိုင်းလူမျိုးများအနေနဲ့ဝေဖန်ခြင်းတက်စည်းလုံးညီညွတ်စွာယက်တည်တဲ့နယ်လို့သဘောတူညီခဲ့ကြောင်းအစိုးရအနေနဲ့အခုကိစ္စကိုကင်တွယ်ရမှာထိုင်းလူမျိုးအလုံးရဲ့ထောက်ခံမှုလိုအပ်ကြောင်းဖီတောင်တန်ကပြောပါတယ်။ထိုင်းကာကွယ်ဝင်ကြီးဖုန်တန်းဝေချာရာချိုင်းကပုတ်တုံးနေညပိုင်းမှာအငင်းပွားနေတဲ့နေဆက်ဒေတာကိုတွားရောက်မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကအစိုးရအနေနဲ့ရှားရီနယ်စပ်ပိတ်ရန်ဖြစ်နိုင်ခြင်းနဲ့၎င်းနဲ့ဖြစ်နိုင်တဲ့တရမှုတွေကိုစစ်တပ်နဲ့တိုင်ပင်ဆွေးနွေးနေကြောင်းပြောကြားပါရယ်ငြိမ်းချမ်းနဲ့ပတ်သက်တဲ့အချက်တွေကိုထည့်သွင်းစဉ်းစားပြီးနယ်စပ်ပိတ်တာကအကြမ်းဖက်မှုဖြစ်စေနိုင်သလားဒါမှမဟုတ်အကျိုးကျေးဇူးတွေရစေနိုင်သလားဆိုတာကြည့်ပါရယ်ဒီအကြောင်းအရာကိုစစ်တပ်နဲ့အမြဲဆွေးနွေးနေပါတယ်လို့သူမကပြောကြားခဲ့ပါရယ် ဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ဝန်ကြီးလည်းဖြစ်သူဖုန်တန်ကထိုင်းဆိုရအနေနဲ့ကမ္ဘောဒီးယားကနေမီဆိုင်ရာကိစ္စရပ်ကိုနိုင်ငံတကာတရားရုံးကိုတင်ပြပြီးမှတားဆီးဖို့နဲ့ပြဿနာကိုပဋိပက္ခဖြစ်ပွားရာဒေသတွေမှာသာထိန်းချုပ်ထားဖို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားဆိုရရီကစွန်လ14ရက်မှာကျင်းပမယ့်ပူးတွဲနမိတ်ကော်မတီအစည်းအဝေးမှာအဲ့ဒီကိစ္စကိုဆွေးနွေးဖို့သဘောတူညီခဲ့ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။အဆိုရကပြင်ဆင်မှုတွေလုပ်ထားပြီးပါပြီးဥပဒေပိုင်ဆိုင်ရာရောစနစ်တကျညှိနှိုင်းဆွေးနွေးမှုတွေရောလိုအပ်လာရင်ရှီတန်းမှာစည်းရင်းပြင်ဆင်မှုတွေရောလုပ်ထားတယ်လို့ကာကွယ်ဝန်ကြီးကဆို ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့အရှိကိုရှိတိုင်းဝန်ခံစီစဉ်တဲ့ဘူကျုပ်စော်မင်းထွန်းဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်။မနေ့ကတိပေါ်ဘူစကန်ကြာသွားပြီဆိုတဲ့သတင်းကိုဟိုပက်ရက်ွက်တီကတင်နေကြတာတွေ့ကြပြီးပြီထင်ပါတယ်။တကယ်မဟုတ်ပါစေနဲ့လို့ဆူတောင်းပေမဲ့တက်မတော်နဲ့အမည်ပြင်ကအဖွဲ့ရင်းနဲ့အဆက်အသွယ်ပြတ်သွားပြီဆိုတော့သူတို့တင်တယ်လို့ကြာသွားကြပြီဆိုတာသိကြတယ်လို့ပဲပြောရမှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ရှင်းနှစ်တီမှာရှာခဲ့တဲ့သင်ကန်းစာတွေ့ကြုံနေရစကန်ကုန်းပဲဖြစ်ဖြစ်တိုင်းရင်ပဲဖြစ်ဖြစ်တိုင်းစစ်ဌာနချုပ်ပဲဖြစ်ဖြစ်ကုန်းကုန်းပြောမယ်ဗျာတိုင်းမှုတက်မှမှုကိုယ်တိုင်ပဲဖြစ်ဖြစ်အဖမ်းခံလိုက်တာလို့ကြာသွားတာလို့ဆိုရင်ကိုရီဘက်ကဘ ူကျုံစောမင်းထွန်းတို့လိုပြန်ကြိုင်းတာဝန်ရှိတဲ့သူတွေကအစဝမခံမဲလောလောဆယ်တော့အဆက်အသွယ်ပြတ်နေပါတယ်လို့ပြောလို့ရှိတာမို့လို့ပါပဲဒါကိုလာရှိုးတော့ကတခါအန်တော့ကတခါခံခဲ့ရပြီးပြီအဲ့ဒီတော့ကကိုရီးယားတက်ကိုချစ်တဲ့စိတ်အထင်ကြီးတဲ့စိတ်နဲ့လာရှိုးတော့မကြသေးပါဘူးအန်တော့မကြသေးပါဘူးအဆက်အသွယ်ပြတ်နေတဲ့အစ်စင်မဲရှိပါသေးတယ်အဆက်အသွယ်ပြတ်တယ်ဆိုတာကလည်းတိုက်ပွဲဖြစ်တာဒီလိုပဲပြတ်မှာဆိုပြီးကိုရီလိုတက်ထောက်ခံသူတွေအစိမ့်ချစ်သူတွေလိုက်အားပေးခဲ့လိုက်ရတာကိုရီကိုရိုင်းလည်းအဲ့ဒီလိုပဲထင်ခဲ့တာကိုဒါပေမဲ့သိမ့်မကြပါဘူးကိုရီကမကြသေးဘူးပြောဟိုဘက်ရက်ကွက်ကဟာရီကပုံပြီး ီဒီယိုတွေနဲ့တင်တော့ကိုရီပဲအဆက်ကွက်ရတယ်တခါလဲမဟုတ်နှစ်ခါလဲမဟုတ်ကြာတော့ကိုရီဘက်ကတက်မိသားစုဝင်တွေမပါသားတွေနဲ့အစိမ့်တွင်ကိုရိုင်းတော့ကိုစကားကိုမယုံတော့ဘူးအဲ့ဒီလူကြီးပြောတဲ့စကားဆိုပြန်ပြန်ယူဆိုပြီးတော့ကိုကိုကိုနောက်ကွယ်မှာပြောနေကြတယ်လို့ပြန်ချရကလေးကတက်ကအဆက်အသွယ်ပြတ်နေပါတယ်လို့မြေပြင်မှာတိုက်ပွဲပြင်းထန်နေပါတယ်လို့ပြောရင် မပြောတော့ဘူးလက်ဆောင်လိုက်ပါတော့တယ်ဒါရီထားပါအခုပြောချင်တာကအဲ့ဒီသေးပေါ်ပို့စကန်နဲ့ပတ်သက်ပြီးပြောချင်တာကရင်ကအဖွဲ့တွေကဒီလပိုင်းအတော်ကိုလက်စွာပြီးနေဆက်မြင်းပေါ်ကတက်စကန်တွေတစ်ခုပြီးတစ်ခုသိမ်းနေတာတွေမြင်တော့တနေ့တစ်ချိန်မှလည်းသေးပေါ်ပို့စကန်အလှည့်ရောက်လာရမယ်လို့တွေးမိတယ်ဘာလို့ဒီလိုတွေးမိလဲဆိုတော့သေးပေါ်ပို့က ်ဖြူဟာမှုကိုတိုင်ထိုင်တဲ့စကန်းဖြစ်တာကြောင့်ကောင်တီအကုံစားဆိုတဲ့စကားလိုပဲဒီတိပေါ်ပို့စကန်းရတာနဲ့ကြံစကန်းတွေအကုံလုံးကိုစိတ်သက်စစ်စင်ရရဥနေပြစ်လိုက်လို့ရတာကြောင့်ရန်သူကတေချပေါင်းလာတိုက်မယ်ဆိုတာတွက်ဆထားပြီးသားပါဒါပေမဲ့တကယ်ရန်သူကတိုက်တော့ပင်စီရီတောင်းမြင့်ဖြစ်တဲ့ တိဘော်ဘူကိုအရင်မတိုက်ပဲဂိုင်းပြာနာစကန်းတွေဖြစ်တဲ့ကနဲလေးဘရင်နောင်တို့လိုစကန်းတွေကိုအရင်တိုက်ပြီးမှဖြူဟာမှုရှိရာတိဘော်ဘူကိုဝင်ဆောင်နေရှေးကစကန်းတွေတစ်ခုပြီးတစ်ခုတိုက်ခိုက်နေကြရကလေးကဖြူဟာမှုကလည်းသူ့စကန်းအတွက်လုံခြုံရေးစီမံချက်တွေတည်ချပြင်ဆင်ထားမှာပါလက်နက်ကြီးလက်နက်ငယ်တွဲပတ်အသုံးပြုရတာတွေနဲ့ဘလို့ချင်းဒီမှာလေးချောင်းပစ်ကူတောင်းမလဲဆိုတာတွေတည်ချပေါက်ကိုပြင်ဆင်ထားမှာပါဘာဖြစ်လို့လဲဆိုတော့ဖြူဟာမှုအဆင့်ဆိုကလေးကနိုင်ငံတော်ကာကွယ်တက္ကသိုလ်တွေတက်ပြီးပြီလေစစ်တပ်မှတက်ရမယ်တင်နန်းတွေအကုန်ကုန်ပြီးလို့တောင်ပြောလို့ရတယ်ကိုရီတောင်ဒီလိုပြင်ဆင်တဲ့နယ်လို့ ို့တွေးတက်သိရင်ဖြူဟာမှုလိုလူတွေကပို့ပြီးတော့တွေးတက်ခေါ်တက်ပြင်ဆင်တက်မှာပါလို့ရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။